ကဲအာနာပါနကိုသမထဖြင့်စင်နဲ့ကျင့်မယ်ဆိုရင်အကျမ်းမြတ်မလို့ပြောရမှာသမာဓိရလွယ်အောင်စိတ်ငြိမ်တဲ့နေရာကိုခွာတယောက်ချင်းနေဒါတွေကစိတ်ငြိမ်တဲ့နေရာသွားခြင်းအဖြစ်အများကြီးအထောက်အထူဖြစ်တယ်တယောက်ချင်းနေခြင်းအဖြစ်လည်းအများကြီးစိတ် ကိုကြင့်မဲ့တရားတွေအများကြီးထောက်သူဖြစ်ဒါတွေကအခြေခံနေအခြေကောင်းနေဖန်တီးတယ်လို့ခေါ်တယ်နော်ဒါကိုပြောလိုက်တာ ਨੇ ဒီအလုံးစုပြီးတရားမထိုင်ကောင်းဘူးလို့ပြောတာမဟုတ်ဘူးစိတ်ကြင်ရမဟုတ်ဘဲနဲ့မြို့ထဲမှာတရားမထိုင်ကောင်းဘူးပြောတာမဟုတ်ဘူးအခြေနေကောင်းနေကိုဖန်တီးပေးရတယ်အဲ့တော့မြတ်စွာဘုရားက တမထကျင့်စဉ်ကျင့်တော့မယ်ဆိုလို့ရှိရင်ညွှန်ထားတာရှိတယ်။အရညကတောဝါရုခမူလကတောဝါတော်တယ်ဆိုတာလူသူဝေးတယ်။ဒါကြောင့်တော်တယ်မှာဖြစ်စေ။တပင်းအောင်ဆိုတာအရိတ်အရိတ်ကလေးနဲ့ဆိုတော့ချမ်းသာဒုက္ခရှိတယ်။ဒါကြောင့်တပင်းအောင်မှာဖြစ်စေ။ အဲ့ဒီလိုမရနိုင်ဘူးဆိုရင်ပါလေတုံညာခါရကတော်ဝတိတ်ဆိတ်နေတတ်တဲ့အခန်းကလေးအဆောက်အဦလေးထဲမှာဖြစ်ရှိဟောနေရာရွေးချယ်ခြင်းကိုပြောတော့ကမ္ဘာတရားအထုတ်တော့မယ်တမာရီကျင့်စဉ်ကျင့်တော့မယ်ဆိုရင်စိတ်ငြိမ်တဲ့တော်တဲ့သွားသို့မဟုတ်စိတ်ငြိမ်တဲ့တစ်ပင်တစ်ပင်အောက်မှာထိုင်သို့မဟုတ် တိတ်ဆိတ်ငြိမ်သက်တုံညခါရဆိုဘယ်သူမှမရှိဘူးကိုတယောက်တည်းရှိဘယ်သူမှမရှိတဲ့အဆောက်အဦလေးကမ္မထမ်းကြောင်းလေးထဲမှာတယောက်တည်းထားရသော်ဘုရားကနေရာဌာနကိုခေါ်ပြလိုက်တာကမ္မထမ်းထုတ်တော့မယ်ဆိုရင်အဲ့ဒီနေရာတွေကိုရွေးတဲ့ရွေးပြီးတဲ့အခါမှာဘာလို့ကပန်လင်ကံအာဘုစိတ်တော် ကုသုံကာယံပဏိဒာယကင်မလင်ခွေးထိုင်လိုက်အမျိုးသားတွေကြတော့နှစ်ဖက်ပလင်နဲ့ခွေးအမျိုးသမီးတွေကြတော့ဒုတုတ်ထိုင်တဲ့ပုံစံမျိုးနဲ့ထိုင်ဘယ်လိုပဏ္ဏကံအာဘုစိတ်ကဒါပေါ့လို့ဒီလိုထိုင်ခိုင်းတာတော့ဆိုတော့ထိုင်ခြင်းဣရိယာပုံမှာသူကမြဲမြံစေတယ်တိတ်လဲအာမဆိုင်ရတဲ့ထိုင်နေကမျိုးအဲ့လိုထိုင်ပြီးတော့ ဥဆုံးကာယပဏိဒာယတဲ့ကာယလို့ဆိုတယ်ကာယလို့ဆိုတာခန္ဓာကိုယ်ကြီးကို ဖြောင်းမြောင်ထားလို့ဆိုတော့ပေါင်လို့ဒူးလို့ကဖြောင်းမြောင်ထားလို့ပဲရဒါကြောင့်မို့လို့ခန္ဓာကိုယ်ကိုဖြောင်းမြောင်ထားလို့ဆိုတာခါးကနေအထက်ကိုဖြောင်းမြောင်ထားလို့ဆိုလိုတာဥဆုံးကာယပဏိဒာယခါးထက်ခန္ဓာကိုယ်ကိုဖြောင်းမြောင်နေတာ ခေါင်းကြီးလည်းငိုက်မနေနဲ့စောင်းလည်းမနေနဲ့တဲ့တဲ့ပတ်ပတ်ကလေးထိုင်လို့ပြောဆိုအဲ့ဒါလို့ထိုင်တာဘာဖြစ်လို့ထိုင်တာတော့ဆိုအခြေတည်ကောင်းတွေခံနေပြီလားအကယ်၍ခါကြီးကုန်းပြီးတော့ထိုင်မယ်ဆိုလို့ရှိရင်ကိုယ့်အကိုစမ်းကြည့်ကြောရိုးတွေကအစ်စ်ကလေးတွေရှိအယိုးအစ်စ်ကလေးတွေပေါင်းထားတာစောင်းပြီးတော့ထိုင်လို့ရှိရင်ခါကုန်းပြီးတော့ထိုင်လို့ရှိရင်အဲ့ဒီအယိုးအစ်စ်ကလေးတွေက အာယုံကြောတွေကိုသွားဖိနေတတ်တယ်။တဲ့တဲ့မထိုင်နေအတွက်ကြောင့်ဆန့်မထိုင်လို့ရှိရင်သွားပြီးတော့ဖိတတ်တယ်။ဖိနေပြီဆိုလို့ရှိရင်ဘာဖြစ်လဲခါကြိုက်တာတို့ကြောအောင်တာတို့ဆိုတဲ့ဝေဒနာတွေဖြစ်တာကြာရှည်ထိုင်တဲ့အခါအဲ့ဒါကြောင့်မို့လို့အဲ့ဒီဝေဒနာတွေမပေါ်ရောက်အောင်လို့ဆန့်ဆန့်ကလေးထိုင်ပါလို့ပြောတယ်။ဆန့်ဆန့်ထိုင်ပြီးတော့ပရိမုခံတတိယဥပ္ပတ္တိတဝါ တတိဆိုတဲ့တရားကိုနော်အာယုန်ထဲမှာအာယုန်ဘက်ကိုဥလဲ့ပြီးတော့တတိထားလိုက်ဆိုလိုတာကထွက်လေဝင်လေလေးပေါ်မှာတတိထားလိုက်လို့ပြောအာယုန်လေးပေါ်မှာထွက်လေဝင်လေအာယုန်လေးပေါ်မှာတတိထားတတိထားပြီးတဲ့အခါကျတော့တတော်ဝအတ္တတတိတတော်ဝပတ္တတတိဆိုတဲ့အတိုင်းတတိလေးထားပြီးတော့ ဝင်လေထွက်လေလေးကိုမှတ်ပါတဲ့ထွက်နေတယ်ဝင်နေတယ်ဆိုတဲ့သဘာဝလေးတွေကိုသိအောင်ကြိုးစားပါအဲ့တော့ပထမသမာဓိကျင့်စဉ်ကျင့်မယ်ဆိုရင်ထွက်လေဝင်လေလေးကိုအာယုံပြုပြီးတော့စိတ်လေးဟာငြိမ်းလာလိုက်စိတ်ကလေးငြိမ်းလာတဲ့အခါမှာစိတ်ကလေးဟာထွက်လေဝင်လေလေးပေါ်မှာတော့ငြိမ်းလာပြီဆိုလို့ရှိရင် ပထမစပြီးတော့ရနေတဲ့တမာတိကဒါခရိကံမတမာတိလို့ခေါ်တယ်စပြီးလှုပ်ပြီးစိတ်ကလေးညင်အောင်စလှုပ်နေစိတ်ကလေးအတော်ငြိမ်းလာပြီဆိုတဲ့အခါကြလို့ရှိရင်အာယုန်လေးဟာထင်ထင်ရှားရှားလေးပူဖြစ်လာထက်လေဝင်လေလေးနှာသေးပြတိုက်တိုက်ပြီးတော့ထက်သွားတဲ့ထက်လေဝင်လေလေးပူပြီးတော့ထင်ထင်ရှားရှားဖြစ်လာတယ် နောက်ကြတော့အဲ့ဒီလေလေးကအသင်ပြောင်းသွားတယ်သူရဲ့အသိစိတ်ထဲမှာဘာဖြစ်လာတော့ဆိုရင်မိမိနှာခေါင်းထဲကအလင်းတန်းကလေးထွက်နေတယ်လို့ဒါနိမိတ်လို့ခေါ်တာအလင်းတန်းကလေးထွက်နေတာမြင်ရတာမျိုးသို့မဟုတ်ပလဲလုံးလေးတွေနှာခေါင်းထဲကထွက်လာတာမျိုးပတိလုံးလေးတွေနှာခေါင်းကထွက်လာတာမျိုးနောက်မိโกတန်းကလေးနှာခေါင်းကနေထွက်နေတာမျိုး စိတ်လိတ်တောက်တဲ့လူတွေနှာခေါင်းကနေပြီးတော့မျိုးကိုထုတ်တယ်လို့ဖက်လီဝင်လေးလေးကအဲ့ဒါလို့မျိုးကိုဒန်းလေးလို့စိတ်ထဲမှာမြင်အောင်လာသမာဓိစွမ်းအားနဲ့အဲ့ဒါဟာအာယုံနမိတ်တွေပေါ်လာတာပฏิဘာကနမိတ်လို့ခေါ်တယ်တကယ်တော့အဲ့ဒီအာယုံဟာစိတ်ထဲမှာထင်းလာတဲ့အမှတ်တင်ညာကြောင့်ဖြစ်တဲ့အာယုံများတာဖြစ်တယ်ဟုတ်တယောက်နဲ့တယောက်မတူဘူး ။ဒါကြောင့်မတူတော့ဆိုရင်အမှတ်တင်ညာခြင်းကမတူသည့်အတွက်ကြောင့်တရားနဲ့တရားဟာဒီပေါ်လာတဲ့အာယုံချင်းမတူဘဲနဲ့ဖြစ်တယ်။အဲ့ဒီပေါ်လာတဲ့အာယုံလေးပေါ်မှာခဏစိတ်ကလေးအမြဲရောက်နေအောင်ဝိတက်ကစိတ်ကလေးကိုအဲ့ဒီအာယုံပေါ်မှာပို့တင်ပေးတာကဝိတက် အဲ့ဒီနမိတ်အာယုံလေးနဲ့စိတ်နဲ့ကြွားမသွားအောင်ထိမ့်ပေးထားတာကဝိสารအဲ့ဒီနမိတ်အာယုံလေးပေါ်မှာစိတ်ကလေးခြေနဲ့နေအောင်လုပ်ပေးထားတာကပီတိအဲ့ဒီအာယုံလေးပေါ်မှာခြေနဲ့ပြီးတော့နှစ်သက်သဘောကျနေတာလေးကဒုက္ခသဘောကျနေတာလေးကဒုက္ခအဲ့ဒီနမိတ်အာယုံလေးပေါ်မှာစိတ်ကလေးငြိမ့်နေတာကဧကကတ္တဟောဒီသဘောဝတရား၅ခုဟာ ံချက်ညီညီနဲ့နမိတ်အာယုံလေးပေါ်မှာအလုံးလုံးလာပြီဟန်ချက်ညီသွားပြီဆိုလိုက်တာနဲ့တကြိုင်နဲ့အဲ့ဒီဇံအင်္ဂါ၅ပါးနဲ့ဖွဲ့စည်းထားတဲ့ပထမဇံပထမအဆင့်ကိုဒီပုဂ္ဂိုလ်ကရောက်ရှိသွားပထမဇံရသွားပြီလို့ဒီလိုပြောတာနော်ကြည့်ပထမဇာရသွားတဲ့အခါမှာဒီတဘာဝတရား၅ခုဟာဒီအာယုံလေးနဲ့အလုံးလုံးနေကြတာ အဲ့ဒီအာယုံလေးမှာစိတ်စင်စက်မပြတ်ပထမရသွားပြီနောက်တစ်ခါပထမအခိုက်မှာရတဲ့အချိန်လေးမှာဖြတ်ခနဲ့ရတဏီတဲ့ဖြစ်သွားတဲ့အင်အားကောင်းတဲ့ရှုမှတ်မှုလေးဟာဖြတ်ခနဲ့ဖြစ်သွားပြီနောက်တမအာယုံဤဘက်ရောက်အဲ့ဒီအချိန်မှာထပ်ပြီးတော့ကြိုးစားတယ်ထပ်ပြီးတော့ကြိုးစားတယ်အချိန်ချိန်လှုပ်တဲ့အခါကျတော့ကိုကြိုက်တဲ့လောက်အချိန်ပိုင်းတစ်ခုလုံးထိအောင် ဟောဒီတဘာဝတရားတွေဟာထိုအာယုံပေါ်မှာစိတ်ကိုစွမ်းဆောင်ထားနိုင်တယ်တဲ့ဝိတက်လေးကအာယုံကိုတင်ပေးလိုက်တယ်စိတ်ကိုတင်ပေးလိုက်တယ်ဝိစာရကအာယုံနဲ့စိတ်နဲ့ကွဲမသွားအောင်ထိမ့်ပေးတယ်ပိတိကစိတ်ကလေးအာယုံပေါ်မှာပြောနေအောင်လုပ်ပေးထားတယ်ဒုက္ခက စိတ်ကလေးအာယုံပေါ်မှာကျဉ်းတ်နေအောင်လုပ်ပေးထားတယ် เอกกตะก็ไอ้กะเลดีอายุตะคูเรก็ล้วนโลตะชายอมไม่ต้องทิ้งไปท่าเลยဟောဒီသဘာဝတရား၅ခုဟာစုပေါင်းပြီးတော့အဲ့ဒီနိမိတ်ဆိုတဲ့အာယုလေးပုံမှာဇံရဲ့အာယုလေးပုံမှာတည်ငြိမ်ပြီးတော့သွားတာအဲ့ဒါဟာပထမအစပထမဇံရသွားတာလို့ပြောတာအေးပထမဇံရသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာပထမဇံကိုအချိန်ချင်းဝင်စား အချိန်ချင်းဝင်စားတဲ့အခါမှာအာယုံပေါ်မှာစိတ်နောက်ပိုင်းကြလို့ရှင်တင်ပေးစရာမလိုတော့အောင်ဖြစ်တာခွေးတက်ကတင်းတင်ပေးနေရတာကိုသူ့စိတ်ထဲမှာရှင်းတမ်းမှုမရှိဘူးအဲ့တော့တမာတိတွေကိုစွန့်အားတူမြင့်လိုက်တဲ့အခါကျတော့ခွေးတက်ကစိတ်ကိုအာယုံပေါ်တင်ပေးရခြင်းမရှိဘဲနဲ့ วิสาระปิติทุกขเอกกตะဒီ၄ခုเนี่ยတယ်သူကစွမ်းဆောင်နိုင်သွားပြီဆိုရင်ဒါဇံရဲ့ဒုတိယအဆင့်မပြောတပန်းတရားထုတ်တဲ့ပုဂ္ဂိုလ်ကအချိန်ချင်းဝင်စားနေတဲ့အခါနောက်ပိုင်းသူကวิสาระအာယုန်လေးနဲ့စိတ်နဲ့ပွာမကောင်းထိမ့်ပေးနေရတာကိုအလုတ်ကြီးတစ်ခုဖြစ်လို့မကျင်တတ်တော့ဘူးမကျင်တတ်စီအတွက်ကြောင့်တမာတိစွမ်းအားတွေညှင့်လိုက်တဲ့အခါမှာ အခြေအနေက၃မျိုးတည်းပဲရှိတော့တယ်အာယုံပေါ်မှာကျေနပ်နေတဲ့ပိဋိနှိမ့်ချိုင်နေတဲ့ဒုက္ခနဲ့တည်ငြိမ်နေတဲ့ဧကဂရဟောဒီ၃မျိုးတည်းနဲ့ယက်တည်သွားလို့ရှိရင်ဒါတတ္တိယသာအဆင့်လို့ခေါ်ဒီလိုတစ်ခုချင်းတိုးလာတတ္တရာဇာအဆင့်နောက်သတုဒ္ဓဇာအဆင့်ရောက်တဲ့အခါကျတော့နှစ်ချိုင်နေတဲ့ပျော်မွေ့နေတဲ့ပီတိလေးကိုမလိုချင်တော့ဘူးမလိုချင်တဲ့အတွက်ကြောင့် ဒုက္ခဆိုတဲ့သဘောကျနေတာလေးရဲ့ဧကကတာဆိုတာတည်ငြိမ်နေတာလေးရဲ့ဒီနှစ်ခုထဲနဲ့ယက်တီအောင်ကြိုးစားလိုက်ပြီးအာယုံရှုမှတ်နိုင်သွားပြီဆိုတဲ့အခါကျတော့စတုထဆံအဆင့်ရောက်သွားတာအဲ့ဒီကနေထပ်ပြီးတော့တိုးပြင်လိုက်တဲ့အခါဘာဖြစ်တယ်အာယုံပေါ်မှာသဘောကျကျဉ်းနေနေတယ်ဆိုတဲ့ဒုက္ခပါခေရှားပလိုက်ဒါလည်းလှုပ်ရှားမှုတစ်ခုပဲတမာတိစွမ်းအားကို အန္တရာယ်ပြုနေတဲ့အရာလို့မြင်လာသည့်အတွက်ကြောင့်အာယုံပေါ်မှာနှိမ့်ိုက်နေတဲ့ခံစားနေတဲ့ဒုက္ခဝေဒနာကိုဖယ်ရှားလိုက်တဲ့အခါဝေဒနာဆိုတာအကုန်လုံးဝဖယ်ရှားလို့မရဘူးဒုက္ခဆိုတဲ့ဝေဒနာကိုဖယ်ရှားလိုက်တဲ့အခါမှာမထင်ရှားတဲ့ခံစားမှုမထင်ရှားတဲ့ဥပိ္ပခဝေဒနာဆိုတာဖြစ်လာဟောတမာတိစွမ်းအောင်မြင့်လိုက်တာနဲ့တကြိုင်နဲ့ ဒုက္ခကနေပြီးတော့ဥပေက္ခဝေဒနာအဆင့်ရောက်သွားပြီးဥပေက္ခနဲ့ဧကကတာအာယုဘောမှာခံစားမှုမထင်ရှားတာရဲ့တည်ငြိမ်နေတာရဲ့အဲ့ဒီနှစ်ခုတည်းနဲ့ခွဲခွဲစည်းထားတဲ့ပင်စမဇာဆိုတဲ့အဆင့်ကိုရောက်သွားပါလေတဲ့ဒါသမထချင်းစဉ်ကသွားတဲ့ဇန်တရားအကြောင်းပြောပြတာ